ဂျူနီယာလေးကိုလည်းတင်းချက်တည်တင်မဟုတ်ပဲအနန်းတပွင့်မှာပေးခဲ့သေးတဲ့ဘရိုနီကာပေးခဲ့တဲ့ညကရှင်ပြိုင်သွားခဲ့တဲ့ဘရိုနီကာနဲ့ဂျူနီယာဖဲဒရယ်ပွဲစဉ်မှာတော့ဘရိုနီကာဟာဂျူနီယာအချိန်မှာပြိုင်မဲ့ဂျူနီယာကိုအလဲထိုးနဲ့အနိုင်ယူပြသွားခဲ့ပါတယ်တကယ်လည်းကောင်းလို့တလို့တကယ်လည်းကျင်းနေဆရာဖြစ်ခဲ့တဲ့ပွဲစဉ်တပွဲလို့ဆရာမှာဖြစ်ပြီးပြိုင်မဲ့ဖိုက်တာကိုအခုလိုပွဲစဉ်တပွဲအတွင်းလေးချိန်ကြီးနဲ့နောက်တောင်ကြောက်ထုတ်ပြနိုင်ခဲ့တဲ့မြန်မာဖိုက်တာတွေထဲမှာဘရိုနီကာတယောက်ပဲရှိမယ်ထင်ပါတယ်ဘရိုနီကာဟာအဆိုပါပွဲစဉ်အတွက်တေချာလေးပြင်ဆင်ထားခဲ့တာဖြစ်ပြီးအလဲထိုးနဲ့အနိုင်ယူပြသွားဖို့အထိတေချာလေးပြင်ဆင်ထားခဲ့တာပါ ပွဲမစခင်လည်းကဂျူနီယာဖဲတက်ကိုအလင်းထိုးတဲ့အနိုင်ယူသွားခြင်းနဲ့ဆိုပြီးပြောထားသလိုဒိုင်ဆုံးဖျက်နဲ့ဘလုံးမအနိုင်မယူခြင်းမှုဆိုပြီးဖွင့်ရထားခဲ့သူလည်းဖြစ်ပါတယ်။ဂျိုဝိုင်းအတွင်းဝင်ရောက်ခင်ရှောင်းလန်းတဲကနေစတင်ထွက်လာတဲ့အချိန်ကလေးကရနီကာရဲ့မျက်နှာအမူအရာတွေကနိုင်လိုစိတ်တွေတော်တော်လေးပြင်းထန်နေခဲ့သလိုသူ့ကိုယ်သူလည်းယုံကြည်မှုအပြည့်ရှိနေခဲ့တဲ့ပုံစံမျိုးမြင်တွေ့ခဲ့ရတာပါ။ရှောင်းလန်းထဲကနေလမ်းလျှောက်လာရင်အရင်အပြည့်နဲ့ကျုံးဝါလိုက်တဲ့အတန်ကပရိသတ်တွေရဲ့ဆူညံတန်ထက်တော်မှပိုပြီးဟိန်းထွက်လာခဲ့တဲ့အထိပါပဲ ဒါအချိန်သေးတကောင်ရဲ့တောတောင်တစ်ခုလုံးကိုတင်ပိုက်တော့မဲ့အကြောင်းတခြားသောတောတွင်းသတ္တဝါတွေတုံလုံးသွားအောင်ဟိန်းဟောက်ခဲ့တယ်လို့မျိုးဘရိုနီကာရဲ့ကျောင်းဝါတန်ကလည်းဝမ်းမာရှိတဲ့ချန်ပီယံကပ်ဘက်တွေကိုစတင်တင်ပိုက်သွားတော့မယ်ဆိုတဲ့အကြောင်းကိုပြန်မဲ့တိုင်းတုံလုံးသွားအောင်ဟင်ကျွေးသွားခဲ့တာဖြစ်တယ်ဆိုပြီးတင်စားရမလို့ဖြစ်နေခဲ့တာပါအဲ့ဒီကိစ္စကပရိသတ်တွေရင်းထဲမှာဒီပွဲကိုဘရိုနီကာတယောက်အသေးချာပေါက်အနိုင်ရတော့မယ်ဆိုတာရင်းထဲကနေအလိုလိုတီးသွားခဲ့တယ်လို့ယုံကြည်ချက်တွေနဲ့မြင်မှားသွားခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ဘရိုနီကာဟာဂျိုးဝိုင်းဘော်ကိုရောက်လာခဲ့တယ်လို့ခဏအကြာမှာဂျူနီယာကလည်းဂျိုးဝိုင်းအတွင်းရောက်လာခဲ့ပါတယ်။ဂျူနီယာဟာဘရိုနီကာချက်လော်မနီကွင်းကြီးနဲ့ ပို့ပြီးတော့ရင်းနှီးထားတဲ့ဖိုင်တာမာလေးတယောက်ဖြစ်တယ်လို့အဆိုပါဂျိုးဝိုင်းထက်မှာနိုင်ပွဲတွေအလေးလေးရယူထားခဲ့ဦးတဲ့ဖိုင်တာမာလေးလည်းဖြစ်ပါတယ်။ဝမ်ပြိုင်ပွဲမှာခုနှစ်ပွဲရှင်မိုင်ထိုးတက်ထားခဲ့ပြီးအလဲထိုးနဲ့တပွဲအနိုင်ရထားခဲ့တယ်လို့ဒိုင်အဆုံးဖြတ်နဲ့6ပွဲတိတိအနိုင်ယူပြထားခဲ့သူပါ။အဲလိုရှုံးပွဲမရှိနဲ့အနိုင်ရထားတဲ့ဖိုင်တာမာလေးကိုဘရော်နီကာဟာပြီးခဲ့တဲ့ညကအလဲထိုးနဲ့အနိုင်ယူပြသွားခဲ့တာပါ။ ဂျိုးအိုင်းတိုင်ကပထမအချိန်အစားပြုလိုက်ပြီဆိုတာနဲ့ဂျူနီယာဟာဘရော်နီကာကိုခဲချေတစ်ချက်ထောက်ချေတစ်ချက်နဲ့စတင်ဝင်ရောက်ခဲ့ပြီးပွဲကိုအစားပြုခဲ့တယ်လို့လက်သေးတွဲလုံးတွေကိုလည်းအသုံးပြုလာခဲ့တာကိုမြင်တွေ့ခဲ့ရပေမယ့်အဆိုပါလက်သေးချက်တွေဟာဘရော်နီကာအတွက်တော့တည်ပြီးမဖြစ်ခဲ့ဘူးလို့ဆိုရမှာပါ။ဂျူနီယာရဲ့လက်သေးချက်တချို့ဟာဘရော်နီကာရဲ့မျက်နှာပေါ်ထိခဲ့တာမျိုးတွေရှိခဲ့ပေမယ့်တည်ပြီးမထိရောက်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဂျူနီယာဟာလာလာရှိတဲ့ဖိုင်တာမှလေးတယောက်လို့ဆိုရမှာဖြစ်ပြီးသူမရဲ့ချင်းကပ်ပုံနဲ့လက်သေးတွဲလုံးနဲ့မာကုံလေးဟာခုနှစ်ပွဲဆက်အနိုင်ဝဲရထားတဲ့ဆိုတဲ့ဂုံပုံနဲ့တော့ထိုက်တန်သူတယောက်ဖြစ်အသိမှတ်ပြုသွားရမှာပါ။ ရော်နီကာရဲ့လက်သေးချက်တွေအချိန်ချင်းထိခဲ့ပေမယ့်ဂျူနီယာဟာတော်ရုံလက်သေးချက်လောက်နဲ့ဘာမှသိမ်းဖြစ်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးမေးရုပ်ကိုထိမိသွားချိန်မှာတော့ဘာမှမလုပ်နိုင်တော့ပဲပထမအချိန်အတွင်းမှာနော်ဒေါင်းနှစ်ချိန်အထိကြာသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ပထမအချိန်အတွင်းကလေးကအလဲထိုးနဲ့အနိုင်ယူလာနီးပါးဖြစ်ခဲ့ပေမယ့်ဂျူနီယာဟာလည်းကြာနေရကနေအချိန်ချင်းပြန်ထားပြီးသူမရဲ့အသေးမှမှုကိုဒိုင်းပွဲမရမချင်းအရှုံးမပေးဘူးဆိုတဲ့ပုံစံမျိုးကိုပြသသွားခဲ့တာဖြစ်ပါတယ် ဒုတိယအခြေအစားပိုင်းမှာလည်း Junior Ha Bronica ကိုအကောင်းဆုံးတုံ့ပြန်မှုတွေပြုလုပ်ခဲ့တာကိုမြင်တွေ့ခဲ့ရပါပဲ။ကြောင်းကြကြရေမငုတ်နိုင်မှုဆိုလို့ဒုတိယအခြေပြန်အစားပြီးသိမ့်မချခဲ့ပါရင် Junior တယောက်နောက်ထပ် knockdown နှစ်ကြိမ်ထက်ကြကဒိုင်ပွဲရဲနဲ့အရှုံးပေးသွားခဲ့ရပါရင် Bronica ကတော့ဝမ်းမှာပထမအဆုံးနိုင်ပွဲကိုရရှိသွားခဲ့ခြင်းမှာကလေးမလေးတယောက်လို့ခုံပေါက်ပျော်မြူးနေခဲ့တာကိုမြင်တွေ့ခဲ့ရပြီးပျော်ဆုံးလူသားတယောက်လို့အောင်ပွဲခံခဲ့တာကိုမြင်တွေ့ခဲ့ရပါရင်အချို့ကတကာဆင်းခဲ့တာကတော့ bonus ဘတ်3သိန်းခွဲပါထပ်မံရရှိသွားခဲ့တာဖြစ်ပြီး ရော်နီကာဟာဝမ်းမှာနှစ်ပွဲထိုးနှစ်ပွဲစလုံးဘောနပ်စုတွေသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဘရော်နီကာဟာအလဲထိုးနဲ့အနိုင်ယူပြီးတဲ့နောက်မှာတော့အလဲထိုးနဲ့ရှုံးပေးလိုက်ရတဲ့ဂျူနီယာရဲ့နှစ်ဖူးကိုလည်းအနိုင်တဝင်းနဲ့နိုင်ပြီးခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။